အဆူဆွင်းတွေကိုဇောင်းမွေးမိခွန်းပုံစံအနေနဲ့ပြောရမယ်ဆိုရင်စာပိုက်၄ပိုက်ရေးရမှာဖြစ်ပါတယ်စာပိုက်၄ပိုက်မှာစာကို၁ပိုက် sorry နီဒန်၁ပိုက်စာကို၂ပိုက်နီဂုံ၁ပိုက်ဖြစ်ပါတယ်နီဒန်၂ပိုက်ကနီဒန်၁ပိုက်နဲ့နီဂုံ၁ပိုက်က၁ပိုက်ကိုနှစ်မှတ်နီဒန်နီဒန်နှစ်မှတ်နီဂုံနှစ်မှတ်ရမှာဖြစ်ပါတယ်စာကို၂ပိုက်အတွက် စာကိုတစ်ဘိုက်ကိုစာကိုတစ်ကိုသုံးမှတ်စာကိုနှစ်ကိုသုံးမှတ်စုစုပေါင်း၁၀မှတ်ရမှာဖြစ်ပါတယ်ဒီနေရာမှာရေးတဲ့အခါမှာစပြီးတော့ရေးတဲ့အခါမှာနီဒန်နီဒန်မှာအဆုံနဲ့ပတ်သက်တဲ့အချက်လက်တွေကိုမိမိရဲ့ရက်တီရှစ်ဖက်ကစပြီးတော့နီဒန်ပြောရမှာဖြစ်ပါတယ်စာကိုမှာတော့မိမိရက်တီရဲ့ဖက်ကအာသာရှစ်တွေ ိမိမရတည်တဲ့မိမိကန့်ကွက်တဲ့ဖက်ကအာနယ်ရှစ်တွေကိုစီလျော်အောင်တင့်တင့်မျှတအောင်အစဉ်အစဉ်တင့်အောင်ရှပြရည်တာပေးရမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ကျွန်တော်တို့ကျွန်တော်ရှိကပြောခဲ့တဲ့တိုင်းအကြောင်းအရာနှစ်ခုနှစ်ဖက်မြအစိုးတပုတ်ကိုကျွန်တော်ရွေးချယ်ပြီးတော့ចောင်းသားចောင်းသူတွေပို့ပြီးတော့လေလာ ဲ့နေရာမှာအဆင်ပြေဖို့ချောမွေးဖို့အတွက်ကျွန်တော်နမူနာတစ်ပုဒ်ကိုယူပြီးတော့လေ့လာပေးတော့မှာဖြစ်ပါတယ်ဒီနမူနာတစ်ပုဒ်ကိုတော့ဧကတသမာဒံ grade 11မြန်မာစာစာအုပ်ရဲ့ပြဋ္ဌာန်းစာအုပ်ရဲ့စာမျက်နှာ148မှာပါတယ်အင်တာနက်အသုံးပြုရှင်သည်စာအုပ်ဖတ်ရှင်းတဲ့အကျိုးရှိသည်ဆိုတဲ့အဆိုကိုကျွန်တော်နမူနာယူပြီးတော့သင်ပြပေးတော့မှာဖြစ်ပါတယ်သင်ပြလေ့လာပေးတော့မှာဖြစ်ပါတယ်ဒီအဆိုမှာစာရေးသူ ရေးထားတဲ့ချက်ကဤပညာများမြန်မာတိုးတက်လာသောယနေ့ခေတ်တွင်အင်တာနက်ပေါ်ပေါက်လာပြီးတိလိုလေ့လာလိုသောအချက်အလက်များကိုအင်တာနက်စာမျက်နှာပေါ်တွင်ရှားဖွေလေ့လာနိုင်ပါသည်ဒီချက်ကိုကြည့်မယ်ဆိုရင်သူကအမှန်ကိုချပြီးတော့ရေးထားတာတွေ့ရတယ်ဤပညာတွေဖွံ့ဖြိုးတိုးတက်လာတယ်တိုးတက်လာတဲ့အတွက်ကြောင့်ဤပညာတွေနဲ့အညီဖြစ်ပေါ်လာတဲ့ ဒီ internet ပေါ်ပေါ်လာခြင်းကိုသူကမကောင်းလို့တော့ဆိုပါဘူးပေါ့နော်ဒီ internet ပေါ်မှာလိလရှာပွေရတာကိုတွေ့ရတယ်ဆိုပြီးရေးထားတယ်ဆက်ပြီးတော့သူက internet ဒီမြတ်စွာအသုံးဝင်ဒီမှာမှန်တော်လဲရဲ့ဒီနေရာမှာကျွန်တော်ပြောပြောရှင်တာထက်က internet ရဲ့ကောင်းကျိုးတစိတ်တစ်ဒေသကိုပေါ်ပြပြီးတော့သူကသူပြောရှင်တဲ့စာအုပ်ဖတ်ခြင်းရဲ့ကောင်းကျိုးကိုအလေးတာပြီးတော့ရေးတော့မယ်ဆိုတာဒီနေရာမှာကျွန်တော်တို့သိရမှာဖြစ်ပါတယ် အကြောင်းသားကြောင့်လူများအနေနဲ့လည်းဒီနေရာမှာစာရေးတဲ့အခါမှာမိမိပြောလိုတဲ့နေရာကိုရောက်ဖို့အတွက်ရှိကစကားပလင်ခံတယ်စာပလင်ခံတယ်ပေါ့နော်ဒီလိုပလင်ခံခဲ့ပြီးမှကျွန်တော်တို့ကိုပြောရှင်တဲ့အကြောင်းအရာကိုပို့ပြီးအလေးတအောင်ပြောနိုင်မလို့လဲဆိုတော့ဒီနေရာမှာစကားချက်အနေနဲ့ပြောရှင်ပါတယ်အမှန်တော်လဲအင်တာနက်သုံးရှင်သည်စာအုပ်ဖတ်ရှင်တဲ့ကို၍အကျိုးရှိသည်ဟူသောအဆိုကိုကျွန်တော်အထောက်ခံပါကဲသူက အင်တာနက်ပေါ်ပေါ်လာတာကောင်းတယ်အင်တာနက်ပေါ်ပေါ်လာတဲ့အတွက်ကြောင့်ကိုလိုရာတိရာတွေကိုရှာဖွေလို့ရတယ်ဒါပေမဲ့အင်တာနက်အသုံးပြုဟာဒါဟာတော့စာအုပ်ဖတ်တာလောက်ကောင်းတယ်လို့သူကမယူဆနိုင်ပါလက်မခံနိုင်ပါပြောရှင်တာကအင်တာနက်ကောင်းတော့လဲစာအုပ်တော့မကောင်းဘူးဆိုတဲ့အကြောင်းကိုသူကပထမဦးစွာနေတဲ့အနေနဲ့ထည့်ပြီးတော့နေတဲ့ပြောထားတာကိုတွေ့ရတယ် အထောက်ခံပါတဲ့စာအုပ်ဖတ်ရှင်းတွင်အင်တာနက်အသုံးပြုရှင်းထက်တာလွန်သောအကြောင်းများစွာရှိရှင်းကြောင့်ဖြစ်ပါသည်ဒီနေရာဟာဏိဒံဖြစ်ပါတယ်ဒီဏိဒံဟာတူပေမဲ့ပြည့်စုံတဲ့လုံလောက်တဲ့ကိုပြောရှင်တဲ့အရှိကိုအရာဆွဲယူနိုင်တယ်ဒီရေးသားတဲ့ရေးသားဟာစာရေးနည်းဟာလည်းကောက်တယ်ပြည့်ပြစ်တယ်ချော့မွေဒီလိုပဲကျောင်းသားကျောင်းသူများအနေနဲ့လည်းဒီလိုပြည့်ပြည့်ပြည့်ချော့ချော့မွေမွေနဲ့ကိုလိုတဲ့နေရာကိုဆွဲပြီးတော့ရေးယူတတ်ဖို့အတွက်အဆိုးအဆိုးဆွေးနွေးတာ ိတ်အရေးကြီးတဲ့ခန္ဓာတစ်ခုဖြစ်ပါတယ်။ခဲဒါဆိုစာကိုတက်အနေနဲ့ဆက်ပြီးတော့ဟောကြအောင်ပါ။အသက်တွေဘလို့ကောင်းကောင်းအဟောင်းကိုတော့တလဲလဲဆိုတော့မြန်မာဆွေရိုးစကားရှိပါသည်။ Okay သူကအင်တာနက်ကနောက်မှပေါ်လာတဲ့နောက်မှပေါ်ပေါက်လာတဲ့ခက်ရေးစည်းကြောင်းအရာပေါ်လာတဲ့အင်တာနက်ဖြစ်တယ်။ဇာဖက်ရှင်အလေးထားကကျွန်တော်တို့ဟိုရှိရှိမြန်မာတွေအစဉ်အဆက် လက်ထက်တဲကပဲဦးပင်းအင်းတောင်ညောင်ကုန်းပေါ့ဆက်ဆက်အဲဒီဆက်ဆက်မှာပဲစာဖတ်ခြင်းအလေးတွေကိုတွေ့ရတာတွေ့ရပါတယ်ဒီအလေးတွေဟာဟောင်းမိမဲ့ကောင်းနေစေဆိုတဲ့အကြောင်းကိုသူကပြောဆိုထားတာဖြစ်ပါတယ်အင်တာနက်ဒီအသက်ပေါ်ပေါက်လာတော့အရာဖြစ်သည့်စာအုပ်ဒီရှေ့နှစ်ပေါင်များစွာကလေးကပေါ်ပေါက်လာခဲ့သောမူရင်းအရင်ခံဖြစ်သည်ကဲသူကလက်ရှိအရှိတရားကိုအရှိတရားတိုင်းအမှန်တရားတိုင်းဖွင့်ပြရေးသားတာတွေ့ရတယ်အင်တာနက်ကအခုမှပေါ်ပေါက်လာတဲ့အရာဖြစ်တဲ့ စာအုပ်ကရှင်းနှစ်ပေါင်းများစွာကျွန်တော်ရှင်းရပြောခဲ့သလိုဥပင်းအင်တောင်ညောင်ကုန်းပေါင်ဆိုတဲ့ခက်အဆက်ဆက်ဒီအခက်အဆက်ဆက်ကပဲစာဖတ်ရှင်းအလေးတွေဟာပေါ်ပေါက်လဲစာစာအုပ်တွေစာပေတွေရှိခဲ့တဲ့ဒီစာအုပ်တွေကိုဖတ်ခဲ့တယ်အခုအင်တာနက်ဝရက်ခက်မှာမှအင်တာနက်ကစာအုပ်ထက်ပိုကောင်းတယ်ဆိုတဲ့အချက်ကိုသူကငင်းရှင်တဲ့အတွက်ဒီအရာကိုရည်နေတာဖြစ်ပါတယ်အသက်ဖြစ်သည့်အင်တာနက်ညီတင်မြကောင်းသည်ဟုစိုးစေကားမှု အသက်ဖြစ်သည့်အင်တာနက်မြင်မြကောင်းသည်ဟုဆိုစေကောင်းမို့အဟောင်းဖြစ်သည့်စာအုပ်ကိုပယ်၍မဖြစ်သေးပါစာအုပ်ကိုပယ်ဖြစ်ပလိုက်လို့မဖြစ်အင်တာနက်မြင်မြပဲကောင်းကောင်းစာအုပ်အဟောင်းဖြစ်တဲ့စာအုပ်ကိုပယ်ပြည့်၍မဖြစ်သေးပါဒီနေရာမှာကျွန်တော်အထက်ကပြောဒီပြောကြံခဲ့တဲ့အချက်တစ်ချက်ရှိတယ်ချက်ကဆိုရိုးစကားတွေအဲကျွန်တော်တို့အဲပုံထိုးပတ်စာတွေဒီမှာသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့နမူနာတွေ အဲအဲဥပမာလေးတာရကတွေကိုဒီအဆိုဆွေးနွေးမှာထည့်ပြီးတော့ရေးပြရင်ပို့ပြီးတော့ပြည့်စုံတယ်ဆိုတော့အရှိတရှိကိုဆက်ကျွန်တော်ပြောဖို့မိကြခဲ့တယ်။ညမှာဆက်ပြီးပြောရဲဒီမှာအသက်တွေဘလို့ကောင်းကောင်းအဟောင်းတလဲလဲဆိုတဲ့ဆက်ကျွန်တော်တို့ဆွေးရိုးစကားလေးကိုထည့်ပြီးတော့ရေးထားတာတွေ့ရတယ်။ဒီလိုပဲအကြောင်းစကားသူများအနေနဲ့လဲဆွေးရိုးစကားတွေစကားပုံတွေထောက်ထားတွေအတိတ်ပဲဖွင့်ဆိုရှစ်တွေဒါတွေကိုဒီဆိုဆွေးနွေးမှာထည့်နိုင်တဲ့လောက်ထည့်ရေးပြီးနိုင်ဖို့လိုတယ်ဆိုတော့ပြောရှင်ပါတယ် ဇာဖတ်ရှင်မှာရရှိသောဇာဖတ်ရှင်မှာရရှိသောအသိပညာအတတ်ပညာများကြောင့်သာအင်တာနက်ဟူ၍ဖြစ်ပေါ်လာခြင်းဖြစ်သည်ကဲသူကအရှိတရားကိုထပ်ပြီးပြောတယ်ဘလောက်ပဲတိုးတက်တဲ့နေရာဒေသဘလောက်ပဲတိုးတက်တဲ့ခက်ကြီးတစ်ခုဖြစ်နေပါစေဇာဖတ်ရှင်ကစတင်ခဲ့ရတယ်ဆိုတဲ့အကြောင်းကိုသူကပြောထားတာဖြစ်တယ်ဇာအုံများစွာကိုအင်တာနက်ပေါ်တွင်တင်ထားပြီးအင်တာနက်ကိုအသုံးပြုဖတ်ရှုရှင်းသည့်စင်စစ်အဖြစ်ဇာအုပ်ဖတ်ရှင်ပင်ဖြစ်သည်အဲဇာအုပ်ဖတ်ရှင် သူကအင်တာနက်တော့တုံးပါရဲ့တုံးတယ်တွတ်တော့အင်တာနက်ထဲမှာစာအုပ်ဖတ်တာဒီလဲစာအုပ်ဖတ်ကိုဖတ်တဲ့ဖက်ကိုပဲအသုံးဝင်တယ်ဆိုတော့အကြောင်းကိုသူကဆွဲပြီးတော့ရေးထားတယ်စာအုပ်ဟာအင်တာနက်ပေါ်မှာဖတ်နေပေမဲ့အင်တာနက်တီးတန့်တုံးနေတာမဟုတ်ပဲစာအုပ်ဖတ်နေတာဖြစ်တဲ့အတွက်ကြောင့်စာအုပ်ဖတ်ခြင်းအကျိုးကျေးဇူးဟာလည်းကောင်းတယ်လို့သူကပြောရှင်တာဖြစ်တယ်ဒီမှာဒီစာပိုင်းမှာတော့တစ်ပိုက်နှစ်ပိုက်သုံးပိုက်လေးပိုက်ငါးပိုက်ငါးပိုက်ကိုငါးပိုက်ရေးထားတာတွေ့ရတယ် ကဲဆက်ပြီးတော့နောက်တစ်ပိုက်အနေနဲ့အင်တာနက်အသုံးပြုရှိရန်အတွက်လိုအပ်ချက်များစွာရှိပြီးစာအုပ်ဖတ်ရန်အတွက်မူပုံမလွယ်ကူပါသည်စာအုပ်ဖတ်ဖို့အတွက်စာအုပ်တအုပ်ရှိရင်လုံလောက်တယ်ပြောရှင်တာဟာအင်တာနက်အသုံးပြုဖို့အတွက်ဒါတွေလိုအပ်လဲဆိုသူဆစ်ပြီးတော့ဆစ်ချီကိုဆက်ပြီးတော့ရှင်းထားတာတွေ့ရမှာဖြစ်ပါတယ်ဒီနေရာမှာစာရေးနည်းမှာကျွန်တော်တို့အထက်ကဟိုစာရေးစာကုန်းရေးနည်းနဲ့မထူပါဘူးတူပါတယ် ဘလို့တူလဲဆိုရင်စာအစားဝင်ရေးနေမှာဇာတို့ကျွန်တော်တို့စကပြေရေးတဲ့အခါမှာထက်ကပထမဆုံးရေးတဲ့ဥဆောင်ဝါကြကို ထောက်ပံ့ပေးဖို့အောက်ကပံ့ပိုးဝါကြရဲအများကြီးနဲ့ပံ့ပိုးထားတာကိုတွေ့ရတယ်ဒီစာပိုက်မှာလည်းအင်တာနက်အသုံးပြုရန်အတွက်လိုအပ်ချက်များစွာရှိပြီးစာအုပ်ဖတ်ရန်အတွက်မူပုံမလွယ်ကူပါသည်ဆိုတဲ့ဥဆောင်ဝါကြတခုကိုကောင်းဆောင်ဝါကြဥဆောင်ဝါကြပါ ဒီဝါကြကိုအောက်ကအင်တာနက်အသုံးပြုရန်အတွက်မိုဘိုင်းဖုန်းဖြစ်စေကွန်ပျူတာဖြစ်စေလိုအပ်ပါသည်ဆိုတဲ့အချက်ကအောက်ပံ့ပေးထားတွေ့ရတယ်။ကဲဇာယင်းဤတွေမှာဘယ်ဇာယင်းနဲ့ပဲရေးရေးကျွန်တော်တို့တဲ့ဒီစာပိုက်တစ်ပိုက်ကိုရေးသားတော့မယ်ဆိုရင်အထက်ကရေးတဲ့ဥဆောင်ဝါကြကိုနောက်ကပန်းဖို့ဝါကြတွေနဲ့လိုက်ပြီးတော့ပန်းဖို့နေရာဖြစ်တဲ့ဝတ္ထုလိုပဲရေးရေး ောင်ပါပဲရေဘလို့စကပြေအမျိုးအစားကိုပဲရေဒီပုံစံနဲ့ကကွဲထွက်သွားလို့မရဆိုတော့တော့ကျောင်းသားတွေအနေနဲ့တတိချက်ထားဖို့လိုပါတယ်တတိပြုဖို့လိုပါတယ်လေ့လာထားဖို့လိုပါတယ်ကဲဆက်ပြီးတော့ကျွန်တော်ဒီလေ့လာချက်ကိုဆက်ပြီးသွားပါမယ်ရင်းပစ္စည်းများမရှိသူအဖို့ရှာဖွေရမလွယ်ဘူးပါထို့အပြင်အင်တာနက်လိုင်းလည်းရှိရန်လိုအပ်သည်လိုင်းကောင်းရန်လည်းလိုသည်သည်လေယာစမီရှိလျင်မရှိလျင်လည်းအင်တာနက်အသုံးပြုရန်ခက်ခဲရှိပါလိမ့်မည် တတ်တယ်ဖြင့်စတဲ့ဖြင့်ရေးထားတဲ့ချက်ပြီးတော့အာဒီကျွန်တော်တို့ပန်ဖို့ဝါကြအများအများဆုံးရေးနိုင်လဲအဲအများဆုံးနဲ့ဘယ်လိုပြောမလဲချီချီမိမိရေးနိုင်ရင်ပိုကောင်းတယ်အဲတိုးတိုးဒီနေရာမှာအဲအများဆုံးရေးပေမဲ့ဝါကြတွေများပေမဲ့ကိုယ့်ရဲ့ဆိုလိုရင်းကိုပြန်လွင့်သွားမဲ့ပြပြဲသွားမဲ့ဟိုအထက်ကရေးခဲ့တဲ့အကြောင်းအရာကိုမထောက်ခံတဲ့အဆိုတွေ ဝက်ကြတွေကိုရှောင်ရှားရမယ်ဆိုတာကိုတတိပြုရမှာဖြစ်ပါတယ်အဲကြောင်းတကြောင်းသူများအနေနဲ့တော့ဒီစာအုပ်ထဲကပုံနှိပ်ထဲကအတိုင်းရေးဖို့မလိုပါဘူးမိမိရဲ့အသည့်မိမိရဲ့အတွေ့အကြုံမိမိရဲ့အရေးအတာနဲ့မိမိကိုယ်တိုင်ဖန်တီးရေးသားတဲ့စာတွေကိုပို့ပြီးတော့ဦးစားပေးတာဖြစ်တဲ့အတွက်အဲခုမှချင်းလင်းပြတ်တဲ့စကားပြေရေးဟန်နေတဲ့အတူတူဒီအဆိုဆွေးနွေးတဲ့ပုဂ္ဂိုလ်တူတူနဲ့လိုရင်းကိုဖန်တီးနိုင်ဖို့လို့ဖန်တီးနိုင်ကြဖို့တိုက်တွန်းရှင်ပါတယ် အကြောင်းစာကြီးတိုက်တွင်ဖြစ်စေရှာဖွေရန်မခဲရင်မှာဇာဟုတ်အကြောင်းကိုပြောတယ်ဒီမှာသူကအဲဒီဘက်ကကျွန်တော်တို့ဆိုဆွေးနွေးရဲ့ပုံစံနဲ့ရဆိုရင်ကိုရက်တည်တဲ့ဖက်ကိုကောင်းတာပြောဖို့အတွက်သူများရက်တည်မရက်ကိုမရက်တည်တဲ့ဖက်ကိုမထောက်ခံတဲ့ဖက်ရဲ့အာနယ်ရှိတွေကိုအရင်ဦးဆုံးပြောတယ်အာနယ်ရှိတွေအရင်ဦးဆုံးခြာတွေးပြီးတော့ကိုရဲ့ရက်တည်ရှိဖက်ကအာသာရှိတွေကိုထုတ်ဖော်ရေးသားတာတွေးရပါတယ် ဒီဒီစာအုပ်ထဲကအတိုင်းဒီစာအုပ်ထဲကအဲဇကပြေအတိုင်းဒီစာအုပ်ထဲကဝကြအတိုင်းဒီဆောက်ရေးသားရမယ်လို့မဆိုလိုပါမိမိရဲ့အတိမိမိရဲ့အတွေ့နဲ့ကိုတိတလို့ကိုနားလဲတလို့ရေးလို့ရပါတယ်ရေးသားလို့ရပါတယ်ဒီလိုဇာကြောင့်ရေးတပိုင်မှာစာကြောင်းရေး10ကြောင်းရှိရမယ်15ကြောင်းရှိရမယ်20ရှိရမယ်ဒီလိုကန့်တတ်ခြင်းမျိုးလည်းမရှိပါဘူးစာအေကိုတင်ပြဆွေးနွေးတဲ့အဆိုကိုထောက်ခံသည်ဖြစ်စေ ကန့်ကွက်သည်ဖြစ်စေခိုင်လုံနေဖို့အတွက်ကိုယ့်ရဲ့ဝေကြတွေကိုတစ်ခုနဲ့တစ်ခုပန်းပိုးပန်းပိုးဝေကြတွေဥဆောင်ဝေကြတွေညီမျှနေဖို့ကအဓိကအရေးကြီးတယ်လို့ပြောရှင်ပါတယ်။ကဲဒါဆိုဒီနေရာလောက်နဲ့တက်ပြီးတော့အောက်ကနောက်တစ်ပိုက်ကိုဆက်ကြည့်လိုက်အောင်။အင်တာနက်အသုံးပြုရှင်ပင်ဖြစ်စေစာအုပ်ဖတ်ရှင်ပင်ဖြစ်စေသူ့အတိုင်းအတာနဲ့သူအကျိုးပြုနိုင်သည်ရှိပင်ဖြစ်သည်။ကဒီယာနီကွန်ဖြစ်ရမယ်။နီကွန်ဖြစ်ရမယ်ဖြစ်တဲ့အတွက်ကြောင့်သူကဟိုမှာနီတန်နဲ့ခတ်ဆင်ဆင်တူနေတဲ့သူရဲ့ အဲနီဒန်နဲ့နီကုံကတူတယ်ပေါ့သူကအရှုပ်နဲ့ပြောရအောင်ဆိုရင်ဒီနီဒန်ကလည်းကျဲပြတဲ့အကြောင်းအရာကိုအဲအချင်းအချင်းချုပ်အနေနဲ့အော် sorry အချင်းချုပ်ကိုတဖြည်းဖြည်းနဲ့ကျဲအောင်ရေးထားတယ်နီကုံကအဲကျဲပြတဲ့အကြောင်းအရာကိုတဖြည်းဖြည်းနဲ့ရှုပ်ပြီးရေးမှဖြစ်တယ်အကြည့်မဲ့ဆက်ပြီးတော့ကြည့်ရမယ်ဆိုရင်အင်တာနက်အသုံးပြုရှင်းတည်ပြင်ဖြစ်စေစာအုပ်ဖတ်ရှင်းပြင်ဖြစ်စေလူတိုင်းအတိုက်အန္တရာယ်နဲ့သူ့အတိုက်အန္တရာယ်နဲ့သူအကျိုးပြုနိုင်တယ်အမှန်တရားကိုရေးတာဖြစ်တယ် ခက်နဲ့ညီတွတ်တက်လာသောအင်တာနက်အသုံးပြုရှင်အတွက်အာသာရှင်များရှိနိုင်တော်လဲစာအုပ်ဖတ်ရှင်ထက်ပို၍အကျိုးပြုနိုင်သည်ဟုဆိုရှင်းကုန်မူမထောက်ခံပါကဲသူပထမအနည်းံပြောထားတဲ့အတိုင်းပဲစာရဲ့အသွာလာအတိတ်ပဲကတူတဲ့ဝကြနည်းနည်းလေးလွှဲတာပဲရှိရဲဝကြတိဆောက်ပုံလွှဲတာနည်းနည်းရှိတယ်အဲအတိတ်ပဲကတူတယ်နီဒွန်းနဲ့နီကုန်းနဲ့ကို တူနိုင်သမျှတူအောင်ရေးလို့ရတယ်အတိတ်ပဲကိုတူအောင်ရေးပြီးတော့နီဒန်းကိုကျေပြန့်တဲ့ sorry အဲဒီအကျဉ်းချုပ်ကနေအကျယ်ကိုသွားတယ်နီကုံကအကျယ်ကနေအကျဉ်းကိုပြန်ချုပ်တယ်ဆိုတော့အဲအကြောင်းကိုပြောရှင်းတာဖြစ်တယ်အကျုပ်ပြုနေတယ်ကိုမထောက်ခံပါမိမိအနေဖြင့်မိမိနှစ်ပို၍အရင်နှစ်ကျွန်းဝင်သောစာဖတ်ရှင်းသည်အင်တာနက်အသုံးပြုရှင်တွေပို၍အကျိုးပြုသောအချက်လက်များရှိနေသည့်အတွက်အဲကျွန်တော်မှာကျွန်တော်မှာစာဖတ်ရှင်းတဲ့ကောင်းတဲ့အကျိုးရလက်မရှိပါအင်တာနက်အသုံးပြုရှင်ဟာကျွန်တော်အတွက်ဆိုရင်တော့ ဇာဖက်ရှင်လောက်မကောင်းပါဇာဖက်ရှင်ဟာလည်းကျွန်တော်အတွက်အဓိကကောင်းတဲ့အရှင်ဖြစ်တယ်လို့ဇာရည်သူကပြောရှင်ပြောဆိုရှင်ရှင်ဖြစ်ပါတယ်ရှင်ရှင်အချက်လက်များရှိနေသည့်အတွက်အင်တာနက်အသုံးပြုရှင်သည်ဇာကိုဖက်ရှင်တဲ့ပုံရိပ်အကျိုးရှိသည်ဟူသောအဆိုကိုကန့်ကွက်ရှင်ဖြစ်ပါသည်ဒီနေရာမှာအဲကန့်ကွက်တယ်ဆိုရင်လည်းကန့်ကွက်ရှင်ဖြစ်တယ်ထောက်ခံတယ်ဆိုရင်လည်းထောက်ခံရှင်ဖြစ်တယ်ဆိုတော့ဤတဲ့မှာ ရိခက်တယ်လို့ဤကုန်းမှာလည်းတိအလင်းရေးသားမှာဖြစ်ပါတယ်ထောက်ခံတယ်လို့လို့ကန့်ကွက်တယ်လို့လို့ ဟိုမထောက်ခံသလိုလိုမကန့်ကွက်သလိုလိုဒီလိုတွိဟဖြစ်စင်မဲ့အရေးသားမျိုးကိုလုံးဝလုံးဝဆောင်ချရမှာဖြစ်ပါတယ်။ Okay ပါ။အားလုံးကျေးဇူးတင်ပါတယ်။ဒါဆိုကျွန်တော်တို့ video တစ်ပုဒ်မှာရှိကဆိုဆွနေရင်းဤတွေကရေးဟန်တွေကအကြောင်းအရာနှစ်ခုနှစ်ဖက်မြအဆိုကျွန်တော်ဒီနေ့ဒီ video မှာအဆုံးသတ်ပြီးတော့နောက်ထပ် video တစ်ပုဒ်မှာအကြောင်းအရာတစ်ခုအကျိုးအပြည့်မျှတဲ့အဆိုကို စာဒီအစိုးဆွေးနွေးပုံစံတစ်ခုနဲ့ပြန်ပြီးတော့လေ့လာသင်ပြပေးတော့မှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်